ားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါရခင်ဗျာဒုတိယကမ္ဘာစစ်တွင်းကဗိုလ်ကြီးဖိုးတောင်ဦးဆောင်တဲ့ဘုံကျဲလေးဟာပစိဖိတ်တမောဒရာတွေကိုပြန်တန်းနေရင်းနဲ့ပဲလမ်းပြောက်ခဲ့ပြီးတော့ဒါကြောင့်မဲလေရင်တင်တမောစီကိုပြန်ဖို့အတွက်နီလန်းရှာခဲ့ပေမဲ့တိုက်တိုက်ဆန်ဆန်ပဲရေဒီယိုဆက်သွယ်တဲ့စနစ်ကလည်းမမီဘူးဖြစ်နေခဲ့ပါတယ်ရေဒီယိုကနေဆက်သွယ်ဖို့အတွက်မရမကစူးစမ်းပြီးတဲ့နောက်မှာတော့အတန်ကြာရလို့ဝမ်းသာသွားခဲ့ပြီးဒါပေမဲ့ရန်သူအတန်တွေဖြစ်နေတာကြောင့်မဲဝမ်းနေသွားပြီးတော့သူတို့တွေဟာရန်သူရဲ့ပိုင်နေတဲ့ကိုရောက်သွားခဲ့တယ်ဆိုတာနားလေလိုက်ပါတယ် လေရင်စီကလည်းနေလာခဲ့တာကြောင့်ပဲဘုံတွေကိုပင်နယ်တွေကိုဖြုတ်ချပြီးတော့သူတို့စကန်းရှိတဲ့နေရာကိုမှန်ပြီးတော့ပြန်တန်းလာခဲ့ပြီးမြစီကုံသွားပြီးတော့ဘလို့မှပြန်လို့မရတော့တဲ့အခါမှာရေထဲမှာလေရင်ဆင်းဖို့အတွက်ဆုံးဖြတ်လိုက်ရပါတယ်။ရေပေါ်မှာသုံးမဲ့ပစ္စည်းတွေကိုပြင်ဆင်ပြီးတဲ့နောက်မှာတော့လေရင်ကိုရေထဲကိုဆင်းချလိုက်ပြီးဖိုးတောင်ကအသက်ငယ်လေးနဲ့ရေပေါ်ကိုဆင်းသွားတဲ့အချိန်မှာလေရင်ကြီးကရေထဲကိုစပြီးတော့နင်းနေခဲ့ပါတယ်။လေရင်ပေါ်မှာကြံခဲ့တဲ့အဖွဲ့ဝင်နှစ်ယောက်ကတော့ကပတ်ဖြုတ်လို့မရတာကြောင့်တိုင်ပတ်လို့နေခဲ့ပြီးမြနောက်ဆုံးမှတော့ကပတ်ကျိုးကိုဖြုတ်ပြီးတော့လေရင်တွေကထွက်နိုင်ခဲ့ပါတယ်။ အသက်ငယ်လေးဘော်ကို၃ရောက်သားအလူရက်တက်ခဲ့ကြတဲ့ကြောင့်ဖလီကလည်းမှောက်သွားခဲ့ပြီးတော့အချက်ပြမင်းနဲ့ပြည်စည်းတချို့ရေထဲကိုလည်းပြုတ်ချခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့လေကိုပြန်လှန်ပြီးတော့၃ရောက်သားလေဘော်ကိုအသက်ရှင်ရဲ့ရှောင်းနိုင်ခဲ့ပြီးလေဘော်ကိုရောက်ပြီးတော့ပထမဆုံးနေ့မှာတော့သူတို့ကိုလာခဲ့မယ်ဆိုတဲ့အတွင်းနဲ့၃ရောက်သားစိုးရင်စိတ်တိတ်တော့မဖြစ်ပါဘူး။အဲဒါကြောင့်ပဲစကားတွေဖောင်းဖွဲ့နေပြီးတော့မသိရင်ပဲပျော်ပဲစားထွက်နေတယ်လို့ပဲဖြစ်နေပါဗျ။ဘိုးကြီးဖူတော်ကတော့လာခဲ့တဲ့အဖွဲကိုမလို့ရအောင် တ်ဝန်းကျင်ကိုလေ့လာနေဖို့အတွက်တတိပေးခဲ့ပြီးဒီချိန်မှာတော့လင်းမြန်တစည်းကခက်လန်းလန်းကနေပြန်လာတာတွေ့တာကြောင့်ပဲတိုးရော်သာအင်းရီချုပ်ပြီးတော့ဝေယံပြခဲ့ပေမဲ့လေရင်ကတော့သူတို့ကိုတတိမထားမိပဲနဲ့ကြော်သွားခဲ့ပါတယ်ဖိုးတော်ကသူတို့သုံးယောက်ရန်သူနေမြေထဲမှာရှိတာကြောင့်ပဲအသက်ရှင်ဖို့ဆိုရင်သူ့ရဲ့အမိန်ကိုလိုက်နာဖို့ပြောပြီးတော့ကြေပြောလာတဲ့ပင်လေပင်ထဲမှာအစာနဲ့ရေမရှိပဲနဲ့ဆက်ပြီးတော့မြို့နေရင်နဲ့သူတို့တွေလည်းနောက်ထပ်ကယ်ဆယ်မယ့်အဖွဲ့ကိုမျှော်လင့်လို့နေပါတယ်အဲ့ဒီဖွဲကအောင်မွေးရဲ့ပေါ်ဆောင်မှုတွေကြောင့်ပဲလှိမ့်မောက်သွားခဲ့ပြီးတော့အချက်ပြမိတဲ့ရေထဲကျခဲ့တာကြောင့်ဖိုးတော်က သူ့ကိုအပြစ်တင်နေပါသေးတယ်။ဆက်ပြီးတော့သူတို့စီမှာအတုံးမိမဲ့ဗာပစ္စည်းတွေရှိလဲဆိုတာသိရစေဖို့အတွက်အားလုံးကိုလှေပေါ်မှာစုပုံစေခဲ့ပါတယ်။ဒီကောင်မှာတော့ပစ္စတိုတလက်၊ဂျီနဂတ်၊ဒါ၊ပလေယာအဲ့လိုတလုံးနဲ့ဂျင်းနန်ဂျိုးခွေနဲ့လမ်းပြမြေပုံတစ်ခုထွက်လာခဲ့ပါတယ်။သူတို့ရဲ့ဖက်နက်တွေကအသက်ငယ်လေးကိုပုတ်တိုက်ရင်းနဲ့ပေါက်သွားမှာဆိုတာကြောင့်ချုပ်ပြီးတော့ရေထဲကိုပြစ်ချလိုက်ပြီးအောင်မှုကတော့ဂုံးပေါ်တိုက်ရင်ဆေးရအောင်ဆိုပြီးတော့ဖက်နက်တရံကိုတင်ထားလိုက်ပါတယ်။ ဗိုလ်ကြီးဖိုးတော်ကတရေအိတ်တဲ့အချိန်မှာအောင်မှုနဲ့ကြွနေကစစ်တပ်မှကြွေးတဲ့အစားအစာတွေအကြောင်းပြန်ပြောရင်းနဲ့ရတဲ့အစ်ဖြစ်လုံနေရပါတယ်။ညဘက်မှာတော့တလဲစီကင်းဆောင်ကြရင်နဲ့အောင်မှုရဲ့ကင်းလှဲမှာရေးစားလာတာကြောင့်ဖက်နယ်တဲကိုသေးပေါချရင်နဲ့ပြန်ပြီးတော့တောက်လဲမိပါတယ်။ဒုတိယနေ့မှာတော့ဗိုလ်ကြီးဖိုးတော်ကလမ်းပြမြေပေါ်နဲ့သူတို့ရောက်တဲ့နေရာကိုခံမှန်းတွက်ကြည့်တဲ့အခါမှာအနည်းဆုံးကျုံးတဲ့မိုင်းထောင်ချီဝင်းနေရဆိုတာကိုသိလိုက်ရပြီ။ဒါပေမဲ့လေတိုင်နှုန်းကမဆိုးတာကြောင့်ပဲမကြခင်ရက်ပိုင်းတွင်မှာအဲ့ဒီဂျုံကိုရောက်နိုင်နေဆိုတာသိရတာကြောင့်အနေငယ်တော့စိတ်သက်သာရရှာခဲ့ပါတယ်။ ဘိုက်စာနေတဲ့အောင်မူကတော့အစားတောက်ကိစ္စတွေပဲခေါင်းတွေကိုရောက်နေပြီးငားမြဖို့တဲ့အကြံရသွားခဲ့ပြီးတော့အဲဒါကြောင့်ဝါယာကျွန်းနဲ့ငမားချိတ်လို့ပြီးတော့ငားမြလို့နေပါတယ်။တချိန်မှာတော့ငားလာဟက်တာကြောင့်ပဲသူတို့သုံးယောက်ပျော်သွားခဲ့ပေမဲ့ငားကအတင်းယုံနေတာကြောင့်ကျိုးလဲပြတ်သွားခဲ့ပြီးသူတို့တွေလည်းဆေးပြတ်လို့သွားပါတယ်။နိုင်ရတော်ကြားတဲ့အချိန်ထိငားဆက်မြားခဲ့ပေမဲ့ထူးမလာတဲ့အခါမှာလှေပေါ်မှာပဲဆေးပြတ်လက်ပြက်နဲ့လက်နေခဲ့ပြီးကျွန်းကြီးကတော့သူတို့မသေးဘဲနဲ့ပြန်ရောက်သွားရင်စစ်တဲက ဂုံမျိုးစုတွေပေးမှာပဲလို့စိတ်ကူးရင်ပြီးတော့ပြောနေခဲ့ပေမဲ့လေဖိုးတောင်ကတော့ဘုံကျဲလင်ကိုပင်နယ်ထဲမှာနှိမ့်အောင်လုပ်ခဲ့လို့အရေးယူခံရမှာလို့ပြောပြီးတော့ကြွက်နေရဲ့အပျော်လေးတွေကိုဖြည့်ဆည်းပြစ်ပါတော့တယ်။အမှုတယောက်ကငါ့ဝယ်ထိုင်များနေခဲ့ပြီးတော့ပြင်းလာတဲ့အခါမှာရေထဲကိုအတိုင်းပင်ထိုးဆင်းပြီးတော့ရေကူးနေပါတယ်။ဖိုးတောင်ကတော့ရေထဲမှာငမန်းနေရှိနေတယ်ဆိုပြီးတော့လှမ်းပြောလိုက်တဲ့အခါမှာကြောက်ပြီးတော့ပြန်တက်လာခဲ့ပြီးတတိယနေ့မှလည်းထိုးချမှုမရှိဘဲနဲ့လေပေါ်မှာပဲအတိတ်ကအကြောင်းတွေကိုစမြုံပြန်ပြီးတော့ပြောနေခဲ့ပါတယ်။ ဂျန်နီကသူဟာထိုးကြုံတဲ့ចောင်းသားတယောက်ဖြစ်တဲ့အကြောင်းကြွားနေတဲ့အခါမှာဖိုးတောင်ကဂျန်နီရဲ့ပေါ်ဆာမှုကြောင့်သူတို့တွေလမ်းပြောက်ပြီးတော့ပင်နေတဲ့ဆင်းရတာလို့ပြန်ပြီးတော့ပြောပါတယ်။ဒီလိုနဲ့အချိန်တွေကုန်လာခဲ့ပြီးတော့ဂျန်နီကရေရမ်းစားလာတဲ့အခါမှာပင်လေရေကိုပဲတောက်တော့မယ်ဆိုပြီးတော့လုံနေတော့ဖိုးတောင်ကတားပါတယ်။နေဘူးချင်းကလည်းပြင်းထန်လွန်လာကြောင့်မကန်စားနိုင်ဖြစ်ခဲ့ရပြီးဒီပုံများစွာအစာမစားရရေမတော့ရပဲနေခဲ့ရတာတော့သူတို့ဘာလို့မသေးတာလဲမသိဘူးဆိုပြီးတော့ညှိတွားနေတဲ့အချိန်မှာ ဖိုးတော်ကသူတို့ရာလှုပ်လို့ရှာချမရှိဘဲနဲ့ခလီပေါ်မှာအိတ်နေခဲ့တာကြောင့်ခန္ဓာရည်ရှိနေတာလို့ပြန်ပြောပါတယ်။ဖိုးတော်ကသူ့ရဲ့အင်ဂျင်အိတ်တွေကခဲတဲ့အတူတကြောင်တွေ့တဲ့အခါမှာခလီပေါ်မှာမြင်းကြောင်ဆွဲလိုက်ပြီးမြေပုံကိုထက်လိုက်ပြီးတော့သူတို့ရဲ့တင်းနေရကိုအသေးစိတ်ခံမှန်းမှုတွေလုပ်ပါတော့တယ်။အဲနောက်မှာတော့သူတို့လေးရဲ့ဥရိယာကမှန်ကန်နေတာသိရပြီးအားတက်သွားခဲ့တယ်လို့လေပြောင်းပြန်တိုက်တဲ့အခါကျရင်ခလီဥတီယောက်ကမပြောင်းစီဖို့အတွက်အိတ်တလုံးကိုတားနေခွဲပြီးတော့ကြောက်စိုးသင်းမမျိုးလောက်ကလေကိုထင်းနေတဲ့အတွက်မျောလင်းချက်တွေလည်းပိုရှိလာကြပါတယ်။ အဓိကပြဿနာကတော့ရေမတောက်ရတာဖြစ်ပြီးသူတို့တွေတက်နိုင်တဲ့ဆူတောင်းတော်ကိုပဲလောက်ကြပြီးမိုးနဲ့မင်းကြီးကသူတို့ရဲ့ဆူတောင်းကိုကြားသွားသလားမသိပါဘူးခင်ဗျာမိုးရွာချပေးတဲ့အခါမှာသုံးယောက်သားပျော်ရှင်သွားကြပြီးတော့အဲ့ဒီနဲ့မိုးရီတွေကိုလည်းရတဲ့လောက်ဆူထားပါတော့တယ်နေလည်းကင်းနေရောင်ကပူပြင်းလွန်းလာကြောင်းသူတို့ရဲ့အသားတွေကလည်းချောက်ကဲလာခဲ့ပြီးမြေအမှုကတော့ငားများတဲ့မျောလင်းချက်ကို မစွန့်လို့သေးပါဘူးဒါမှလည်းငားတွေဟာစားရမရှိတဲ့ခြေကိုလာမဆွဲတဲ့အခါမှာစိတ်တို့လာခဲ့ပြီးတော့တမြောင်နဲ့ပဲရေထဲမှာမြင်တဲ့ငားတွေကိုလိုက်ပြီးတော့ထိုးပါတယ် လီယိုဓာတ်နဲ့မတော်တဆထိုးလဲမိပြီးတော့ပေါက်သွားရင်ဘုံပြောင်းမှာဆိုတာကြောင့်ဖိုးတောင်ကအောင်မှုကိုတားနေခဲ့ပေမဲ့အောင်မှုကတော့နားမထောင်ပါဘူး။အဲဒါနဲ့ဖိုးတောင်ကအောင်မှုကိုယူသွားပြီလို့ထင်နေခဲ့ပေမဲ့တကြိမ်မှတော့ငမန်းကြီးတကောင်ကိုထုံးမိသွားခဲ့ပြီးဒါကြောင့်ပဲငါးကိုလီဘော်ဆွဲနေတဲ့ခါမှာငမန်းကယုံနေတာကြောင့်ပဲကြွက်နီကအကူအညီပေးရပါသေးတယ်။အဲလိုနဲ့သုံးယောက်သားငမန်းသားစားပြီးတော့စာတော်မှုကိုဖြည့်ရှင်းနိုင်ခဲ့ပြီးအသားတချို့ကိုတင်ထားကြပြီးတော့သူတို့ရဲ့ကံကြမ္မာအတွက်စုတော်မှုတွေဆက်လုပ်ခဲ့ပါသေးတယ်။ဗိုက်ပြေးသွားပြီးတဲ့နောက်မှာတော့ကြွက်နီကသူ့ရဲ့အိမ်အကြောင်းနဲ့ ညီမချိုချိုတယောက်ရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြနေပြီအဲဒီခါမှာတော့အမှုကကျွန်းရဲ့ညီမဖြစ်တဲ့သူကိုတကားမှမမြင်ဘူးပဲချက်ချင်းပဲကြိုက်လို့သွားပါတယ်လေဘောကငမန်းရဲ့တွေ့တွေကိုရေစေးချတဲ့အခါမှာတော့တခြားငမန်းတွေကသူတို့ရဲ့လေနာမှာဝိုင်းလာလာကြအကုန်လုံးကလန့်ပြန်သွားခဲ့ပါတယ်ဒါပေမဲ့လေလေကိုဘာအနေမှမပေးခဲ့တာကြောင့်သူတို့တွေတက်တာသွားခဲ့ပြီးညဘက်အိယာနိုးလာတဲ့အမှုကရင်ငန့်လာတာကြောင့်တက်တာရရဖို့ဆိုပြီးတော့လက်ကိုရေထဲနှစ်ထားပါတယ် ဒါပေမဲ့လက်မှာသွေးနဲ့နေရှိနေသေးတာကြောင့်ငမန်းတကောင်ကသူ့ရဲ့လက်ကိုလာခဲ့ပြီးအမှုကလည်းငမန်းကိုပြန်တိုက်ခဲ့ပြီးတော့လက်ကိုပြန်ယုတ်နိုင်ပေမဲ့ဒဏ်ရာရသွားခဲ့ပါတယ်။အဲနောက်မှာတော့ကျွန်နီကတော့သူတို့သုံးယောက်ကိုစစ်တပ်ကလူတွေဘယ်လိုတတ်မှတ်မလဲမသိဘူးဆိုပြီးတော့ပြောနေပြီးဒီကမှာပို့တော်ကပင်လယ်ထဲမှာပျောက်နေတဲ့စစ်သားလိုပဲခေါ်မှာပေါ့ဆိုပြီးတော့အာရုံဆောင်နဲ့ပြောလာခဲ့ပါတယ်။အဲဒီလိုနဲ့ရက်တော့ကြာပြီးတဲ့နောက်မှာအစာနဲ့ရေလေးကုံသွားခဲ့ပြီးဖြစ်ပြီးတော့မိုးရွာဖို့ပဲဆူတောင်းနေခဲ့ပြီးပင်လယ်ထဲမှာမျောနေခဲ့တာလဲ15ရက်လောက်ရှိပါပြီ။ အမုံကတော့ပစ္စတိုကိုထုတ်လိုက်ပြီးတော့ထူးထူးဆန်းဆန်းကျင့်နေပြီးကျွန်းညီကလည်းအဲ့ဒါကိုတွေ့ပြီးတော့အောင်မှုကိုကိုကိုတက်တည်มาလေးစိုးရိမ်နေပါတယ်တိုက်တိုက်ဆန်းဆန်းပဲအိတ်နေတဲ့ဖိုးတော်ကအနားမှာပင်လယ်စင်ရောတကောင်လာနာတာကြောင့်အောင်မှုကတနက်နဲ့ပြစ်ချလိုက်ပြီးတနက်တန်ကြောင့်ဖိုးတော်ကနားရီအိုပြီးတော့နိုးလာခဲ့တာပါဘာဖြစ်တာလဲလို့မေးတဲ့အခါမှာရေထဲကျသွားတဲ့ငှက်ကိုငမန်းတွေလာမစားခင်အမြန်ဆင်းဆဲပြီးတော့သူတို့တွေလည်းငှက်ကိုအမွေးနှုတ်ကစားကြပါတော့တယ် နောက်ထပ်9ရက်လောက်ဆက်မျောပြီးတဲ့ပြီးမှာတော့တုံးယောက်သားလေးပေါ်မှာခြေပြေးလက်ပြေးဖြစ်နေခဲ့ပြီးအကျိုးဆက်ကတော့တုံးယောက်စလုံးအိပ်ပျော်သွားခဲ့တာကြောင့်သူတို့ရဲ့တင်းနေရကိုအတေပြုတ်နေတဲ့အချိန်လေးမရှိတော့ပါဘူးအဲဒါကြောင့်မေးဖိုးတော်ကအဖွဲသားတွေကိုစုငေါက်နေတဲ့အချိန်မှာဒီကတော့အောင်မှုကလက်မခံမင်းနဲ့သူတို့လမ်းမျောရတဲ့ကိစ္စမှာဖိုးတော်ရဲ့အဖြစ်တွေလည်းပါတယ်ဆိုပြီးတော့ပြန်ပြောပါတယ်ဖိုးတော်ရဲ့ခံမှန်းချက်အတိုင်းသာမှန်ကန်ခဲ့ရင်လွန်ခဲ့တဲ့၄ရက်ကလေးကကျွန်းနေကျွန်းကိုတွေ့တင်လာလို့ဆက်ပြောနေပြီးအောင်မှုကတော့လေပေါ်ကိုရောက်ကလေးကဖိုးတော်ရဲ့အမိန့်တွေကိုလိုက်နာနေခဲ့တာဖြစ်ပြီးတော့လေပေါ်မှာ အသုံးဝင်နိုင်မဲ့ဖိနက်တွေကိုချုပ်ပြီးတော့လွှင့်မြိတ်ခိုင်းတဲ့အမိန့်ကလည်းအတိအပြည့်မရှိဘူးဆိုပြီးတော့ပြန်ပြောပါရယ်ဖိုတောင်းကလည်းအောင်မွေးရဲ့ပြောစကားတွေကြောင့်ကြက်တီတီးသွားခဲ့တယ်လို့တချိန်တည်းမှာလင်းမြန်မာမတော်ကသူရဲ့ပြုံမှုတစ်ခုကိုလည်းသတိထားမိသွားပါရယ်အဲ့ဒါကတော့ပြန်တန်းနေတဲ့အတွင်းမှာမိနစ်ပိုင်းလောက်အိပ်ပျော်သွားခဲ့တာဖြစ်ပြီးဒါကြောင့်ပဲလင်းရင်တင်တင်မိုးစီကိုပြန်တန်းဖို့လမ်းကြောင်းလွဲခဲ့တာဖြစ်ပြီးတော့ဖိုတောင်းကဒီကိစ္စတွေအမကသူ့ကြောင့်ဖြစ်တာကြောင့်ပဲအဖွဲသားတွေကိုတောင်းပန်ခဲ့ပြီးမှတော့တွင်ရောင်လုံးဟာအတွေးကိုစိနဲ့တိတ်ဆိတ်လို့သွားပါတော့တယ်အမှုကလည်း ူပြန်ပြောမိတဲ့အတွက်အာနာသွားခဲ့ပြီးတော့ဖိုးတောင်ရဲ့အမိန်နဲ့ဆက်ပြီးတော့နားခံမယ်လို့ဆိုကာလှေဦးတရမယ်နေရာကိုပြန်ပြီးတော့တွေ့ချင်နေပြီးအဲနောက်မှာတော့ကြံခဲ့တဲ့ဖနက်တံကိုဓာတ်နယ်ခွဲပြီးတော့လှော်တက်လို့ကလေကိုအမြန်ယူအောင်ဝိုင်းလော်ကြပါတယ်ပင်လယ်ထဲရောက်နေခဲ့တာရက်30ပြည့်တဲ့နေ့မှာသူတို့တွေဟာအာကုန်ပြီးတော့တယံမှုမှုဖြစ်နေသလိုမိုးရွာဖို့ဆူတောင်းနေတဲ့အချိန်မှာမိုးပြင်းမုန်တိုင်းမှကျလာခဲ့တာကြောင့်လေပေါ်ကနေလွင့်ကျသွားရပါတယ်ဒါပေမဲ့တယောက်ကိုတယောက်ကူညီပေးနေတဲ့လေပေါ်ကိုပြန်တက်နိုင်ခဲ့ပြီးနောက်နေ့မနေ့ရောက်တဲ့အခါမှာ၃ယောက်သာ အားပြက်ပြီးတော့လဲနေတယ်လို့အတန်လေးကလည်းရဲရဲလေးပဲထွက်နိုင်ပါတော့တယ်အဲ့လိုချိန်မှာအောင်မှုကသူတွေတော့ရင်သူ့ရဲ့အသားကိုစားမလားဆိုပြီးတော့ဟာသားကိုအတန်တို့နဲ့ပြောနေပြီးဖိုးတော်ကတော့သူတို့မတည်ခဲ့ရင်ဂုံမျိုးစုတွေထောက်ခံချက်ရေးပေးမယ်လို့ဆိုပါတယ်အောင်မှုကတော့ဖိုးတော်ရဲ့ဘောမှာဘယ်တော့မှတစ္ဆာဖောက်မှမဟုတ်တဲ့ကြောင်းပြောနေပြီးဖိုးတော်ကလည်းဟက်ထိသွားပြီးတော့ငုံနေခဲ့ပါတယ်အဲ့ဒီခါမှာကျွန်နေကတော့စကားလည်းမပြောဘဲနဲ့မျက်လုံးပွင့်ပြီးတော့မလုံမရှက်ဖြစ်နေတာကြောင့်တေဆုံးသွားပြီလို့ယူဆပါမိမယ်သူတို့ကလည်းမလုံနိုင်တဲ့အခါမှာသွားပြီးတော့မကူညီနိုင်ပါဘူး ရုတ်တရက်ပဲအောင်မှုဟာကျွန်းနှင်းကျွန်းကိုလှမ်းမြင်လိုက်တဲ့အကြောင်းပြောလိုက်တော့အကုန်လုံးကကောင်းထောင်ခဲ့တယ်လို့ကြွနေမတည်ဘူးဆိုတာလည်းသိလိုက်ရပါတယ်။သွန်ယောသားလက်ကျန်ရှိသမျှအာကိုထုံရင်းနဲ့ကန်းစီကိုလှော်လာခဲ့ကြပြီးလေကလည်းကန်းကြီးစီကိုတိုက်နေတာကြောင့်ပဲအ мян ရောက်ခဲ့ပြီးတော့တဲတော်မြေမောရောက်တဲ့အခါမှာသွန်ယောသားအာဘာဒီယပြစ်လဲလိုက်ပါတော့တယ်။ကန်းကြီးနာမှာတဲတဲတုံတွေ့တဲ့အခါမှာလူရှိနေတာတည်သွားခဲ့ပြီးတော့သူတို့သွန်ယောလည်းအကူကြီးတောင်းလို့ရမှာကိုသိလိုက်တာကြောင့်ပျော်ရှင်သွားရပြီးတော့သူတို့ရဲ့အတက်ကလေးကတော့လှိုင်းအဖို့မှာပင်လေတဲ့ကိုပြန်ပါသွားခဲ့ပါတယ်။ ဒါကိုသူတို့ရလေးလျိုရှုခဲ့ပြီးအဲဒီနောက်မှာတော့အစောအစီကိုတရွေ့ရွေ့လမ်းလျှောက်သွားတဲ့မြင်ကွင်းလေးနဲ့ဇလန်လေးကိုအဆုံးသက်ထားပါရခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါရခင်ဗျာ